This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီညွတ်ရေးအစိုးရရဲ့အတံနှုန်းဌာနရေဒီယိုအန်ယူဂျီကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ၁၆မီတာ၁၇.၃မှ၈.၉မဂါဟက်စ်၊ညပိုင်း၈နာရီခွဲမှလိုင်းတူ၂၅မီတာ၁၁.၉မဂါဟက်စ်တို့မှာဓာတ်ရိုက်ခံရနိုင်ပါတယ်ရှင်။ဒီမှာအပောင်းနဲ့ပြေဆုံးကြပါစေ။အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီအစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆက်အနာရှင်ဘေးတို့ကနေကင်ဝေးပြီးဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ရေဒီယိုအယူဂျီဖွဲ့သားများကစွတ်တောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်ဒီကနေ့2025ခုနှစ်ဇန်လ28ရက်နေ့ရေဒီယိုအယူဂျီရဲ့မနက်ပိုင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါရမရှင်ပထမဆုံးအနေနဲ့ရေဒီယိုအယူဂျီရဲ့စီရီသတင်းကောက်လွှတ်ချက်ကိုနေဦးနိုင်မှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် င်္ဂလာပါခင်ဗျာအခုချိန်ကစတင်ပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့ပျော်ပွေမျိုးညောင်ကုန်းရဲစခန်းအနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်အရာခံပူအပါဝင်စစ်သားလေးဦးတိဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ26ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးပျော်ပွေမျိုးနယ်အတွင်းမှာရှိတဲ့ညောင်ကုန်းရဲစခန်းအနီးမှာစက်ကြီးကောက်နေတဲ့စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအောင်ဆန်းစ်လန်နတ်မောက်အောင်ဆန်းမြေတပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။အဆိုပါဂိတ်မှာစစ်ကောင်စီစစ်သား၄ဦးရဲတအုပ်နဲ့ပြူစောတီတအုပ်စုစုပေါင်း6ဦးရှိနေ ပြီးတော့အောင်ဆန်းလန်နှက်မောက်အောင်ဆန်းမြေတပ်ဖွဲ့မှခြေလျင်ဝင်ရောက်တိုက်ခိုက်ရာမှာအာရကန်ဘူတအူးအပါဝင်စစ်ကောင်စီ စစ်သား၄ဦးတိတ်ဆုံးပြီးတော့ပြူစောတိနဲ့ရဲမှလက်နက်ယူကထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားချိန်၃မိနစ်သာကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအားလုံးအထိခိုက်မရှိဘဲစုခွာနိုင်ခဲ့ကာအဆိုပါဂိမ်းမှ MA1 တက်နက်၃လက်တက်လက်ပျက်စီ 5.56G 64တောင်းခရီးသွားပြည်သူများစီမှဂိတ်ကြီးအတ္တမကောက်ခံငွေ၁၈,၅၀၀ကျပ်နဲ့ဖုံးနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပလောကြောက်ကကြေးရွာပြူစောတိစကန်းကိုဝင်းရောက်စီးနေစစ်ကောင်စီဘက်မှအလောင်း၃လောင်းနဲ့လက်နက်ခဲယမ်းများတင်စီရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။၂၀25ခုနှစ်ဇွန်လ29ရက်နေ့မနက်9နာရီခွဲအချိန်ဝန်းကျင်မှာပလောမျိုးနယ်ကြောက်ကကြေးရွာမှာရှိတဲ့စစ်ကောင်စီလက်အဝေးခံပြူစောတိစကန်းအားပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်၁တပ်ရင်းကရင်အမျိုးသားကာကွယ်ရေးတပ် KNDU တပ်ရင်း9မဟာမိတ်တပ်ပေါင်းစုမှဝင်းရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါစီးနှင်းမှုဟာ15မိနစ်ကန်းသာကြာမြင့်ခဲ့ပြီးတော့ပြူစောတိများထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်စင်ရေးအတွင်းရန်သူအလောင်း3လောင်း M16A1 rifle လေးလက်၊၎င်းကြည်ပေါင်းနှစ်ခု AK47 rifle တစ်လက်၊၎င်းကြည်ပေါင်းလေးခု 5.56G အတောင့်တစ်ထောင် 7.62G 138တောင့် လက်ပစ်ဘုံနှလုံးနဲ့အခြားစစ်အုံဆောင်ပစ္စည်းများတင်စီရမိခဲ့တယ်လို့သိရပါတယ်။အဒီနောက်မဟာမိတ်တပ်ဖွဲ့ဝင်များငယ်မြေရှင်းလင်းရေးများဆောင်ရွက်ပြီးတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပခုတ်ကူတက်မှတရားတစ်ကထွက်လာတဲ့စစ်ကောင်စီရင်တန်းများနဲ့စစ်ကြောင်းများကိုနေစဉ်မိုင်းဆွဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပခုတ်ကူတက်မှတရားတစ်မှမေလ31ရက်နေ့ကထွက်လာတဲ့အကြံဘတ်စစ်တက်မှဒုတက်မှမူဦးဆောင်တဲ့စစ်ကောင်စီရင်တန်း120ကျော်ခန့်နဲ့အကြံဘတ်စစ်ကြောင်းအင်အားတထောင်ခန့်ကိုတော်လိုင်းအင်အားစုများပူးပေါင်းပြီးတော့ပြင်းအားမြင့်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်းကံမတပ်ပေါင်းစုမှတဲ့ရင်ထုတ်ပြန်ထားပါရယ်။ပခုတ်ကူကံမ ရေပြာလမ်းပိုင်းနဲ့ကမ္မဒေသတွင်းမှာရှိတဲ့ပျောက်ကြားခြုံကိုတိုက်ခိုက်ခြင်းများထိတွေ့တိုက်ပွဲများကိုနေစဉ်ရက်ဆက်တားဆီးပိတ်ပင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ24ရက်နေ့မှာစစ်ကောင်စီတပ်သားတအူဇွန်လ25ရက်နေ့မှာစစ်ကောင်စီတပ်သားတအူဆက်သွယ်အလင်းဝင်ရောက်လာပြီးတော့စစ်ကောင်စီတပ်များမိုင်းရှင်းလင်းစဉ်မှာထိခိုက်ပျက်စီးတဲ့မြေတူးဆက်ကိုလည်းတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အကြံဘက်စစ်ကောင်စီက ကြွမနိုင်ကြည်မီနဲ့ရှူဆိုသလိုပဲပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအများပြည်သူပိုင်အိုးအိမ်များတာသနာအဆောက်အဦများဆေရှောင်ပြည်သူများကိုရီမန်းချက်ရှိရှိဘုံကျဲတိုက်ခိုက်လျက်ရှိပြီးတော့ပြည်သူ15ဦးဖမ်းဆီးခံရက9ဦးတပ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့စောင်းနန်းခဲတိုက်ပွဲမှာစစ်ကောင်စီလက်အောက်ခံ PNL တပ်မှတက်ခွေမှုဘူကြီးနောင်ဆိုင်တိုက်စုံတဲ့တရင်ကိုတင်ပြပေးပါမယ် ဖေကုံအင်းအရှိချမ်းစောင်းနန်းကဲကြီးရွာကိုဇွန်လ23ရက်နေ့မှာအကြံပေးစစ်ကောင်စီတပ်နဲ့ PNU PNE ပြည်သူစစ်တုစစ်ကြောင်းထိုးလာခဲ့ပြီးတော့ဇွန်လ26ရက်နေ့မှာ၎င်းစစ်အုပ်စုတို့ဟာစောင်းနန်းကဲကြီးရွာအတွင်လှုပ်ရှားမှုပြုနေစဉ်မှာဖေကုံ PDF 1339 6တက်ရင် drone တက်ဖွဲ့ Phegon Sky Predators Drone Force Battalion 1006မှ drone ဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အထူးတိုက်ခိုက်မှုအတွင် PND တက်မှတက်ခွဲမှုပူကြီးနောက်ဆိုင်တည်ဆုံးခဲ့ပြီးတော့ PND တက်သား9ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံ PND တက်တို့ဟာစောင်းနိုင်ခဲ့ကြေးရွာအတွင်ဝင်ရောက်လာတာနဲ့တပြိုင်တည်းရွာအတွင်းမှာရှိတဲ့ပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းနဲ့ အိမ်တွင်းမှာရှိတဲ့အသုံးဆောင်ပစ္စည်းများကိုယူဆောင်ခြင်းစာတာတို့ကိုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ဘဲကုံအင်းအရှိချမ်းကို PNO PNE ပြည်သူ့စစ်မှဦးဆောင်ပြီးတော့တော်လန်ဟိတက်ပေါင်းစုများထိန်းချုပ်ရာနေမြေများအတွင်စစ်ကြောင်းထိုးမှုများအပြင်းထန်ပြုလုပ်လျက်ရှိနေပြီးတော့တိုက်ပွဲအတွင်စစ်ကောင်စီတပ်မှ လေရင်ဘုံကျဲမှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တရချောင်းမင်းတက်ရွာဖုန်ကြီးချောင်းမှာအထိုင်ချတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်မင်းတက်ရွာကိုထိန်းချုပ်နိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။၂025ခုနှစ်ဇွန်လ26ရက်နေ့နေ့လယ်တနားရီအချိန်မှာမင်းတက်ရွာဖုန်ကြီးချောင်းမှာအထိုင်ချတက်ဆွေးထားတဲ့အာနာသိန်းစစ်ကောင်စီတပ်ကို KNL တပ်ရင်း7နှစ်လောက်အောက်ခံတပ်ခွဲနှစ်နဲ့ဒေါ်လန်ဤပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်တဝဲခရိုင်မှတရင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးပြီးတော့စစ်သုံးပစ္စည်းတချို့ဒိန်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ညနေ၃နာရီအချိန်မှာမင်းတပ်ရွာကို KNL တပ်ခွဲနှစ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတော့မင်းတပ်ရွာကိုတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်းဝတက်စခန်းကိုပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှဲကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ ရေဒီယိုအယူဂျီသောတာရှင်များရှင်အခုဆက်လက်ပြီးရေဒီယိုအယူဂျီရဲ့ပြည်တွင်သတင်းများကိုမင်းယူမှဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ရေဒီယိုအယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ။ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ရေဒီယိုအယူဂျီရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ။ ပထမဆုံးသတင်းအနေဖြင့်6လတာကာလအတွင်းစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိ၍အိုးဘိုအချင်းထောင်အတွင်းနိုင်ငံရေးအချင်းသားတည်ဆုံမှုအများဆုံးဖြစ်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။မြမအချင်းထောင်တပ်သေး MBW အဖွဲ့ဤပြုစုထားသောစည်ရင်အရာမန္တလေးအိုးဘိုအချင်းထောင်သည်ထောင်တွင်းစေဝါဆောင်ရှောက်မှုညံ့ဖျင်းခြင်းဆရာဝန်များအချိန်မီရောက်ရှိမှုမရှိခြင်းထောင်ပြင်ပရှိစေယုံများသို့အချိန်နှင့်တပြေးညီပို့ဆောင်မှုမရှိခြင်း ပြင်ပမှမိသားစုဝင်များပေးပို့သည့်စေဝါများကိုကန့်သက်ပိတ်ပင်ခြင်းနှင့်စီမံခန့်ခွဲမှုအားနည်းညံပြင်းခြင်းများကြောင့်2025ခုနှစ်6လတာကာလအတွင်းနိုင်ငံရေးကျင်းသား56ဦးထိကြဆုံးခဲ့ရသည်ကိုစစ်စစ်တွေ့ရှိရကြောင်းထုတ်ပြန်ပါသည်။အဆိုပါ56ဦးတွင်နိုင်ငံရေးကျင်းသားဥယျာဉ်90သည်ငလင်တန်းဖြင့်တေဆုံးခဲ့ရခြင်းဖြစ်သည်ဟုယူဆနိုင်တော်လဲ။တေဆုံးခဲ့ရသူအများစုသည်ထောင်အာဏာပိုင်၏စီမံမှုအမှားများကြောင့်မတေဆုံးသင့်ဘဲတေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ဖော်ပြပါဗျာ။ 2025ခုနှစ်6လတာကာလအတွင်းစေဝါစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍အိုးဘိုအကျဉ်းထောင်အတွင်းအသက်65နှစ်အရွယ်နိုင်ငံရေးအကျဉ်းသူဒေါ်ဆန်းရည်သည်သွေးတိုးစီးဂျိုယောဂါဖြင့်အသက်ဆုံးရှုံးခဲ့ရခြင်းအသက်28အရွယ်နိုင်ငံရေးအကျဉ်းသားကိုအောင်ထွန်းသည်အနာဂျီယောဂါဖြစ်ချိန်ပိုးဝင်၍တည်ဆုံးခဲ့ရခြင်းအသက်45နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုတီဟသည်လေချောင်းကင်ဆာယောဂါဖြင့်တည်ဆုံးခဲ့ရခြင်းအသက်59နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားဦးလူအောင်သည် သွေးတို့ကြောင့်အုံနောက်သွေးကြောပြတ်ကာတည်ဆုံးခဲ့ရခြင်းအသက်56နှစ်အရွယ်နိုင်ငံရေးအကျဉ်းသူဒေါ်မြင့်မြင့်တန်းနှလုံးသွေးကြောပေါက်ကာတည်ဆုံးခဲ့ရခြင်းနှင့်အသက်69နှစ်အရွယ်မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ဦးသည်ရုတ်တရက်နှလုံးအမောဖောက်၍တည်ဆုံးခဲ့ရခြင်းများရှိခဲ့တယ်လို့သိရပါတယ်2024ခုနှစ်တွင်လည်းအိုးဘိုထောင်မှနိုင်ငံရေးအကျဉ်းသား၄ဦးတည်ဆုံးခဲ့ရပြီး တည်ဆုံးမှုတွင်လူသီများသည့်နိုင်ငံရေးသမားများဖြစ်သည့်အသက်83နှစ်အရွယ်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အသက်84နှစ်အရွယ်လျှက်စစ်ဝန်ကြီးဦးဝင်းခိုင်အသက်59နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့၃ဦးသည်အော်တိုဘာလနှင့်နိုဝင်ဘာလများတွင်ဇက်တိုက်တည်ဆုံးခဲ့ကြပါသည် ထောင်အာဏာပိုင်များဖြစ်သည့်ထောင်ပိုင်သိန်းစော်မောင်နှင့် ထောင်ပိုင်လေးစန်းလွင်တို့သည်တိုက်စုံးမှုဖြစ်စဉ်တစ်ခုချင်းစီအားအ धिक တာဝန်ယူကြရမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာဒုတိယသတင်းအနေဖြင့်ပြင်းထန်လာသောတိုက်ပွဲများကြောင့်ပဲခူး၊မကွေး၊စကိုင်းတနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်လူဦးရေတသိန်းတစ်သောင်းကျော်နေရွှန့်ခွာထွက်ပြေးရတဲ့သတင်းကြောင်းရကိုတင်ပြပေးပါမယ်မေလာနောက်ပိုင်းမှစ၍ပြင်းထန်လာသောတိုက်ပွဲများကြောင့် ကိုမကွေးစကိုင်းတနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်လူဦးရေ3000ကျော်နေရွှန့်ခွာထွက်ပြေးခဲ့ရပြီးအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏သွာလာမှုများသည် အတိအကျမရှိသဖြင့်အခြေအနေအလိုက်ပြောင်းလဲနေတယ်လို့ UNOCHA မြန်မာကဖော်ပြပါဗါးဒါအပြင် နိုင်ငံတော်တွင်ပြည်တွင်းနေရွှန့်ခွာလူဦးရေခန့်မှန်းခြေ3.5တန်းခန့်ရှိမယ်လို့ဆိုပါတယ် မုတ်တုံရာသီရေကြီးရေရှမ်းခြင်းနှင့်မြေပြိုခြင်းများကြောင့်လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကိုပုံမဆိုးရွားစေလျက်ရှိပြီးကချင်ရခိုင်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လူဦးရေအနည်းဆုံး35500ခန့်ကို ထိခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးမိုးကုံမြို့မှာမိုးတိထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေရှမ်း အင်းတော်မြို့နန်သေးချောင်းဘီနေအိမ်နဲ့ဆိုင်ကမ်းများရေစီးနဲ့မျောပါတဲ့သတင်းကိုတင်ပြပေးပါမယ်။ဇွန်လ26ရက်ည7:00နာရီခွဲခန့်ကစပြီးမိုးတီးထန်စွာရွာခဲ့တာကြောင့်မိုးကုံးမြို့အရှေ့ပိုင်းစီပင်သာယာရက်ကွက်နဲ့မင်းတရာရက်ကွက်မှာရေကြီးရေလျှံမှုတွေဖြစ်ပွားပြီးနေအိမ်တွေမှာလည်းရေဝင်ရောက်လာမှုများရှိတယ်လို့သိရပါတယ်။ထို့အပြင်ကဘာပြိုခြင်းနေအိမ်ချို့ပျက်စီးခြင်းနဲ့လမ်းအကွဲခြင်းများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အလားတူဇွန်လ28ရက်နေ့မနက်တွင် မိုးရွာသွန်းမှုကြောင့်အင်းတော်မြို့နယ်မန်လေးမြကြီးနားကားလမ်းပေါ်ကနန်သေးချောင်းရေကြီးလို့လမ်းပိတ်နေတယ်လို့သိရပါဗျ။ထို့အတူနန်သေးချောင်းဘေးနားကနေအိမ်တွေနဲ့အင်းတော်မြို့ကစစ်ဘေးရှောင်တွေရဲ့တဲအိမ်တွေဆိုင်ကန်းတွေရေစီးနဲ့မြော့ပါသွားတယ်လို့လည်းသိရပါဗျခင်ဗျာ။ဆလပီ PSLF TNLA တောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မိုင်းဝီမြို့နယ်တွင်မူရစေဝါနှင့်လက်နက်ပစ္စည်းများရောင်းဝယ်သူအမျိုးသားတအူဖမ်းဆီးရမိတဲ့တရင်ကိုတင်ပြပေးပါမယ်။ဇွန်လ23ရက်တွင်မိုင်းဝီမြို့ရက်ကွက်နှင့်မှနေထိုင်သည့်ဥဒူနောင်သည်မူရစေဝါရောင်းဝယ်သည်ဟုတရင်ရရှိတာကြောင့်၎င်းနေအိမ်အတွင်မြို့နယ်ရက်တပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ကာမူရစေဝါဆက်ဆက်ပစ္စည်းများလက်နက်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း PSLF TNL မှတရင်ထုတ်ပြန်ပါသည်။၎င်း၏နေအိမ်တွင် ကြီးစံမျိုးစုံ600တောင် လက်ပစ်ဘုံ10လုံးလက်ထောက်ဘုံဒီ1လုံးဘိမ်းမဲနှင့်မူရစေဝါဆက်ဆက်ပစ္စည်းများတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ထို့နောက်အသက်40နှစ်အရွယ်ဦးဒူနောင်ကိုတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးမြို့နယ်စေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ခင်ဗျာဆလဘီမန်ယူ105မိုင်တွင်ဖန်စီရမိထားသည့်မူရစေဝါများကိုညီနောင်မဟာမိတ်၃ဖွဲ့မိရှုဖြက်စီးတဲ့တရင်ကိုတင်ပြပေးပါမယ် တောင်ပြည်တပ်မဟာခွန်နယ်မြေနမ်ခမ်းခရိုင်မိုင်းယူ105မိုင်တွင်ဖမ်းဆီးရမိထားသည့်မူရစ်စေဝါများကိုညီနောင်မဟာမိတ်၃ဖွဲ့မိရှုဖြက်စည်းခဲ့ကြောင်းသတင်းထုတ်ပြန်ပါသည်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးအပြီးညီနောင်မဟာမိတ်၃ဖွဲ့စတင်အုပ်ချုပ်သည့်အချိန်မှစ၍ဖမ်းဆီးရမိထားသည့်မူရစ်စေဝါများကိုဇွန်လ26ရက်နေ့မှာလူမြင်ကွင်းရှိမိရှုဖြက်စည်းခဲ့တယ်လို့ဖော်ပြထားပါသည်။အဆိုပါမူရစ်စေဝါများမှာဘိန်းဖြူဆက်ပြာကွက်၁၂ခွက်အထုံးနှစ်ထုံး အချိုရီပတ်အတွင်းရှိဘိန်းဖြူ223ခု Happy Water 56ထုပ်ရာမစိတ်ကြွဆေးပြား12660ပြားနှင့်ဘိန်းမဲတထုပ်တို့ဖြစ်တယ်လို့သိရပါတယ်။ညီနောင်မမိတ်၃ဘွဲ့သည်ဇွန်လ26ရက်နေ့တွင်ကြာရောက်သည့်အပြည်ပြည်ဆိုင်ရာမူရစ်ဆေးဝါးတက်ဖြတ်ရေးနှင့်အထိမ့်မှတ်အနေဖြင့်ထိုမူရစ်ဆေးဝါးများကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ချန်ငင်တိုစကန်းစေးယုံပြန်လဲထူထောင်ရေးကမ်ပိန်းတွင်ဆယ်ရက်အတွင်း3900ကျော်ရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်စေးယုံများနှင့်စေးကမ်းများပြစ်မှတ်ထားခံရမှုများပုံမှုများပြားလာချိန်တွင်ဆရာဆိုမင်းဥဆောင်သောချန်ငင်တိုစကန်းစေးယုံလေးသည်လည်းထိခိုက်ပျက်စီးခဲ့ရသော်လည်းအခက်အခဲများကြားမှပြန်လဲရှင်သန်ကြိုးပမ်းမှုများပြုလုပ်လျက်ရှိပါသည်။ချန်ငင်တိုစကန်းစေးယုံပြန်လဲထူထောင်ရေးအတွက်ပြည်တွင်းပြည်ပပြည်သူများက Changing the Phoenix campaign မှတဆင့်လုံုံစိတ်ချရသော SCF platform ပေါ်တွင်10ရက်အတွင်း7900ကျော်ထည့်ဝင်ကူညီခဲ့ကြောင်းဤထောက်ပံ့မှုများသည်ဆေးရုံမှရခင်ကကယ်တင်ခဲ့သောအသက်များနှင့်ဆက်လက်ကယ်တင်မိအသက်ပေါင်းများစွာအတွက်များစွာအရေးပါလာတယ်လို့ဖော်ပြထားပါတယ်။ဇာမနီငှက်တွေဟာတကိုယ်လုံးမီးလောင်ကျွမ်းသွားရင်တောင် ပြန်လည်ရှင်သန်နိုင်စွမ်းရှိပြီးအရင်တက်တန်းကထက်ပိုတန်မာလာတဲ့ဇာမနီငှက်ဆိုတာ ရုံနှန်းပုံမြင်ဒန်နာယီလာလို့ဆိုရင်တောင်ဆရာဆိုမင်းတို့ရဲ့ချန်ကင်တိုစကန်ကတော့လက်ရှိမြန်မာနိုင်ငံမှာတကယ်ရှိနေပါတယ်လို့ဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ရေဒီယိုအယူကြီးမှဆက်လက်တင်နေပါရဲ့ရှင်။အခုဆက်လက်ပြီးဘန်းနဲ့လူလူကြားမရှိမဖြစ်အာအမ်များအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ Hello မတိုင်။ဟာကိုတိုင်မောင်။ဘလို့လဲ။ Sprinty Library အတော်မြင့်နေပြီဟုတ်။ဟဲဟဲဘာပြောကောင်းမလဲ။တနေ့နှစ်ကြိမ်တို့တူပြီးဆော့လာလိုက်တာ။အခုဆိုရင် Level 10ရောက်နေပြီလား။ဟမ်ဟမ် Level 10ပဲ။ဟာဟာ။ ကျမဆိုရင် level 30မှာဗျာအင်ဘာရာကြီးတောင်ထူထောင်နိုင်နေပြီနော်ကြွားတယ်လို့တော့သဘောမထားနဲ့နော်ပြီးပါပြီဗျာဒါနဲ့မေးစရာလေးရှိသေးတယ်ဗျာမေးပါတော့မေးပါကိုသိန်းမောင်လာရင်ပြဿနာတစ်ခုတော့ပါလာစမြင်မဟုတ်လားဟုတ်ပါမတန်ကြီးအခုမေးချင်တာကတော့ຫນွေဥပံကိုပိုက်ဆံထည့်ဖို့ဗျာအေးအာဒန်ဆိုလားဘာဆိုလားအဲ့ဒီကထည့်ရမယ်ပြောတယ်အဲ့ဒီအာဒန်ဆိုတာဘာကြီးတုံးဗျာဘဲကအာဒန်ရမှာလေကိုသိန်းမောင်ရဲ့ RM မှာ RM ဆိုတာ relationship manager တွေကို ပြောတာကိုသိမှန်ရေ။ဩကျွန်တော်တို့ relationship တွေကို like စီမံပေးတဲ့သူတွေလား။အလားဆိုအောင်သွေးတော်တွေပေါ့နော်။ဟုတ်တာပေါ့တုံး။ SDB အသုံးပြုသူတွေနဲ့ SDB ဂျားကအောင်သွေးတော်တွေပါတော့ကိုသိမှန်နဲ့သူမဂျားမှာအောင်သွေးတော်ရှိမှအလုပ်ဖြစ်တယ်လို့ပဲ။ SDB ကိုဆက်သွယ်ဖို့လဲ RM တွေရှိမှအလုပ်ဖြစ်တာတော့။ဟာဒါဆိုကျေးဇူးရှင်တွေပဲ။အဲ့ဒီ RM တွေကဘသူတွေတော့မြတ် အာအန်တို့ဟာနွေဦးတော်လိုင်းရဲ့အစကတည်းကပြည်သူနဲ့အတူရက်တီထားကြတဲ့နိုင်ငံတကာရောက်မြန်မာပြည်သူပြည်သားတွေပါပဲတော့တချို့ဆိုရင်အခြားနိုင်ငံသားဖြစ်နေတာတောင်အမိမီရဲ့ပြည်သူလူထုနဲ့တသားတဲ့တော်လိုင်းရဲ့ကိုဆင်နွှဲနေကြတဲ့သူတွေပါတော့နွေဦးတော်လိုင်းရဲ့မှာရမောင်ငွေအတိတ်ကရှာပြီးနေတဲ့ FR တွေကပဲ RM တွေအဖြစ်အုံနဲ့အချင်းနဲ့ပါဝင်ကူညီလာကြတာပါပဲတော့ nice အားရစရာပဲမှတ်တမ်းကြီး ဒီလိုနိုင်ငံတကာကနေပြီးကူညီကြတဲ့သူတွေကြောင့်ပဲနေဦးတော်လန်ရေးရဲ့ဘန်နာရေးဟာပိုးပြီးချောင်းလဲစွာလဲပတ်ရုန်းကန်နိုင်တာပေါ့ဗျာအဲ့ဒီ RM တွေကိုရောဘယ်လိုဆက်သွယ်ရတာတုံးဗျအလွယ်လေးပါ SDB application မှာ deposit နဲ့ withdraw icon လေးတွေရှိတယ်လေအဲ့ဒီထဲကမှ bros RM list ကိုဝင်လိုက်တယ်ဆိုရင် RM တွေကိုဆက်သွယ်လို့ရမယ် messenger telegram နဲ့ signal တွေကိုကြည့်လို့ရပါတယ်တော့သူတို့နဲ့ဆက်သွယ်ပြီး within ဝေထုတ် ကြိုက်တယ်လို့သာလုပ်ပြော့။နေပါဗျာ။ကျွန်တော်တို့အဲ့လိုရှာရမှမသိလို့ခန့်နေကြတာဗျို့။ဟိုတနေ့ကဆိုသူ့ကိုယ်သူ RM လို့လာဆက်သွယ်ပြီးငွေထည့်ခိုင်းတာလဲကြုံရတယ်ဗျ။အဲ့ဒါတွေကရောစိတ်ချရပါမလား။ RM list ဲလည်းမတွေ့တော့လေ။အဲ့ဒါကတော့ကစ်ပြက်တဲ့အချောင်းနှိုက်ပြီးအားနဲ့ဒီသူတွေရဲ့ချွေးနှဲစာလေးတွေကိုအခွင့်ကောင်းယူပြီးလေလဲနေတဲ့လူတချို့ရဲ့လောက်ရပါပဲတော့ RM အယောင်ဆောင်လာ community ထဲမှာကိုကြီးအစ်သူတို့အဖြစ်ဟန်ဆောင်ပြီး သူတို့နဲ့အတူပေါင်းလိန်တဲ့သူကိုညွန်ပေးတာတွေကတော့အမဲကြုံနေရတဲ့ပြဿနာတွေပေါ့တော့ဒါတွေကိုတော့သတိထားရမယ်ကိုသိမ်းမောင်ကြီးဘလို့သတိထားရမလဲဗျဒီအချက်၃ချက်ကိုလိုက်နိုင်ရင်လူလိန်တွေရန်ကနေဝေးပါလိမ့်မယ်နံပါတ်၁ STP application နဲ့ကနေတဆင့်ဖော်ပြထားတဲ့အာအန်တွေကိုသာဓာတ်ရိုက်ချိတ်ဆက်ဖို့လိုပါတယ်တော့နံပါတ်၂ကတော့ STP community မှာ blacklist scammer list နဲ့တိုက်စစ်ဆေးဖို့ပါပဲဒါမှမတိကျအသေးဘူးဆိုရင် နံပါတ်3အနေနဲ့ STB live chat ဒါမှမဟုတ်ရင် messenger ကနေတဆင့်လဲမေးလို့ရပါတယ်တော့ကောင်းလိုက်တဲ့တတိပေးချက်တွေဗျာဒါကူသာတီးတီးခြားခြားလိုက်နာပြီးစီးစီးရင်လူယုံမှာကြားဖြန့်လူရန်ကပါ log in ပြီးပေါ့ဗျာဟုတ်တာပေါ့ကုသိန်းမောင်ကြီးနောက်ထပ်တတိထားရမယ့်အချက်ကတော့ RM တွေကဘယ်တော့မှ customer ကိုသူတို့ကစပြီးမဆက်သွယ်ဘူးဆိုတာပါပဲတော့ဟုတ်တယ်ဗျ အခုပဲကျွန်တော် RM list ထဲက RM အဖွဲ့တစ်ခုကို Messenger ကနေလန့်ဟိုင်းထားလိုက်ပြီးပြို reply ပြန်လာတော့မကြတော့ပါဘူးနော်။သူမစီကပြန်လာမယ် reply လောက်တော့မကြဘူးဆိုတာအတိအချပါပဲကိုသိမ့်မောင်ကြီး။ ရေဒီယိုအယူဂျီသောတာရှင်များရှင်ဆက်လက်ပြီးမြတ်သိန်းသိန်းရည်သားကြီးဗတ်ကြီးတီတီဆိုထားတဲ့ရွှေပြည်တော်တို့ချီဆိုတဲ့တော်လရင်တီတဲ့ခြင်းကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်ရှင်နိုင်ငံရာဝင်းကိုထမ်း တရားများတမြင်မြတ်ဘဝလွတ်လပ်ဖို့သူတွေညာတလံတွေးစီမှာဝဲခံနိုင်ပြီရင်ရန်ရေဘိုးတိုက်ကဲမြေသာစဉ်ပြမြေဆက်အစကံပြီးအဆူကြီးနောက်ဖို့မြေတော်ရဲ့ညာဆုံးလို့ပြလုံးမြောက်ဖို့နေ

မြတာမြင်းမြန်ဘဝလွတ်လပ်ဖို့ပြည်ညာတလံသွေးစီပါဖွဲ့ကနိုင်လေရင်ရင်ရေဘုဒ္ဓကျေဝီသာသီချောင်းရည်စက်လက်စင်ကပြည့်အပ်စုလီတောင်းပေါ်ပြည့်ရွာရဲ့ရင်ညာဆုံးလို့ပြလို့မြောက်ဖို့

ရဲ့တိုင်းသောဘာသာစကားအစီအစဉ်လေးနဲ့ချူချင်းဘာသာစကားခွဲတစ်ခုဖြစ်တဲ့တိုင်းဘာသာစကားဖြစ်တဲ့တင်ထုတ်လင့်မှုအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကို Radio UNG နဲ့ချူချင်းဘာသာစကားထုတ်လင့်မှုအဖွဲ့တို့ကပူးပေါင်းထုတ်လင့်တာဖြစ်ပါတယ်ရှင်။နောဘဘေနာဘုံမန်ဖုံရအီပွိကေမတူငိုင်းကောက်ခါ အမကုဟလိခက်ခွန်စုမဒုံကာထက်တုငေနိယဆုငိုင်တူခယနီအခုကဆလဟိုက်တိမောင်ဝါအမလုကောင်းလုကောင်းနလူဒွိလူဒုတ်မီဝိုင်တီလူအရှူ CTF နောပက်ကီတယာသံအင်္ဂိနာကာမင်းတမ်လူဟေယာမော့ဘရောင်းစွမ်ဘနာကာထုမ်ပီဘရာကီတယာသံယာအခုနာကာအီရန်ဖောရင်းမင်းစတာအီရန်ဘက်ဆက်ဆွန်ဝိုင်ခေါနောပူဒင်ဝိုင်ကီ အမေရိကန်နော်အီရန်အတူဟင်အဆုံအီနောက်လောင်အမေတီလူပက်ကီတီထငေညာငိုင်တူခယနီဆလဟိုက်တီမောင်ဦးဟင်ကောင်းစားဆလဟိုက်ခါငါအထွန်ဒုအမနီအရှုခူအဘငါဖွာပခွိမခေါင်မငါထောကီခြံဆန်ယာဆေစပူတုထန်နာကုံဆလဟိုက်မတာလူလူအဟိနာ ลุงลูกเก้าหน้าลืมถอยลือตุกบีไว้ติลืออาชูซีดีเอฟนออัมฮักิบกบีนักสลายติมังอวมเถอะมิกาคามกุลิกุเถอะปุงทังอันอีกเปล่าหัวกากินีสลายติมังอุสุนเซซาปูยาตุลฮานากุงมาดังดุยลือยาบุขกยากากินี ก็น่าสลายติมังอุสุนขกุมทังอันยาพระก็คนุง ခရကိပြပူရန်ကုန်ယူနီဗာစီတီခိုးစာယာထုံစင်ကော်မတီယုံဂျင်နရယ်စက်ခရက်တရီအန်တာဘီအုံခုခန်းငါအင်္ဂင်္ဂအမဒါဆလန်ယာမိုင်ယူအေဝယာယာစီယံခွိခွန်ပကီတီလူအရှူစီတီအက်ဖ်နောပက်ကီနီဆလဟိုက်တီမောင်အူဆွန်စေစပူနောခောကုမ်ထောင်းကယာဖရကောကနုခုကိပယာခုဖက်ခါခလီကောဟဘုံမန်အူလူ 唔搞卡，孤立困好笨，越空无动路，安尼行，都行可共，出及也过，顺落也隔几年。面淡论香，莫帮顺不那个，土木顺，土那乌路，安路又康咯，阿路难买呀，隔年卡乌地路，面淡论香，不可乌咯，汤安尼包，莫隔几年，土那个安尼卡莫帮顺不那土木顺。 စုံဤကေနောပင်းနမ်ခောဒါစိဒ္ဓုလူသုနာဘိဟုခယေအံလူယုခာငါယာလုံထံပီမစီလူလူန်ဟင်းသုနာကာစီယမ်ခမ်တန်ဘေဝိုင်အနိတ္တကကိနီအဟိနုံစုံဤကေယလူန်ဟေပခောက်ဥပယုံအမနယုံ Facebook page message ပေါကုံပီလုံထံစာရုကလလုံရာကီတီလူသံအနိယုဟွာကကိနီ အမေရိကန်နော်အီရန်အကအခေါငယုံအီရန်ပက်ဆေဆုံဝိုင်ခေါင်စွန်းရုရှားတမရအုံဟဝိုင်ကီယာကကိနီအမေရိကန်နော်အီရန်အကဟင်အဆုံအီနက်လန်အမေအီရန်ကူအီဝါယာကနင်းဆပီတီလူပူတင်နော်ပက်ကီယာကကိနီတူခာဂူလင်းဟင်ဟပုံအမေရိကန်နော်မင်းနိုင်ဟမ္မာမင်းနလူအီရန်နော်နျူကလ িয়ার အပနာနှထုံစွန်းအကာအကာကီ ်ဘူနာကိုထိနော့ကီယာဆင်ဟက်ခုကိပြမ်ဟာဆုမီလူအကာအဆုနာဥမဟင်နံမောပုံအနီတီယာဘုံလုံဟာပုကီတီလူအမေရိကန်ပင်ဒကွန်တုငွန်ဟတုံနောပက်ကီနီအီရန်ဒါပီနျူကလီယာအနိပရနာကုံကယူရေနီယန်အနိယပတ်အီခငါအသောနာဖုံအကဒမစင်ဘရကီတာအမေအနိတယာကကီနီဆုငါကီနိုဘဘေနာ มีอะไรนังนี้อกุมตัวดูบักว่าในกุ้งอันนี้ว่ามายาปอกด้วยทีกิบุ้งยันยาส่งต่ออีดูขังอักลุมที่กูเล่นบ่อยกินีคมดนกุ้งอันนี้อูมายาบุ้งยันเนสุนอัมยุกมาอันนี้ปราณากากีอักลุมอักลีอับเล็บอัปลุมอังตุนอักษักอังหุมที่อาเบกีอ่ะหินเนหิน คือก็ไอ้เซลล์อะดูปซานี่เฮงบีปอกลุยทิกเกนี่อะตุนัพุฮินาคือไอ้เซกีสองตอกไออังโชวายาอะตุยลัมฮูมันไวเทวกินีเด็กุงอันนี้อัวมายาปอกลุยทิกีบุงยาเนหินอะฮานุงปุกอเวนังอะทีทายาปุกอเวนังทุนาเวกียกากีอะตุนัทุนนันิวาพังยามสิงนาเกนันยาบุมซีไวปอกลุยทิกีเอซุนคือนันยาเฮควายบิงบิงไว အဆုနေဆုန်အကလမပေါကူလူရာလမ်ဆူတီကုဆခောကီနီကုပ်အီယန်ခောဘုံယန်မိုင်းနနီယဖုံခရက်ဆေယံပီနနီယမ်သေးဝိုင် နဖူအကုအကူအီဆေတာအထောနုံတာမစင်းနာကေယမ်စင်းလူဆုံအီကီခါငုံနနီယပရဝိုင် ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ line 26မီတာ17.9 MHz နဲ့ညပိုင်း၈နာရီခွဲမှာ line 25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်ပါပြီ။မြမနိုင်ငံသူနိုင်ငံ င်ကိုစိတ်မပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီအဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေတာပေါ်ပါလာပါရှင်။မြေသားညီမျိုးတွေအစိုးရရဲ့စက်တွေသတင်းအချက်အလက်တွေနိုင်ငံဝန်ကြီးဌာနကထုတ်လွှင့်နေတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်လို့အားပေးနေတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်။အရေးပေါ်ပုံအောင်ရမြန်